ပကောက်ကူကျတော်နီဈေးကွက်တွင်လက်ရှိဇွန်လဆန်းတွင်ကုန်ဝေးရမှုများပြားလာပြီးတပိတ်တာကျပ်1300အောက်တာပေါင်းစည်းရှိကြောင်းသိရပါသည်။ပကောက်ကူကျတော်နီဈေးကွက်မှာပြည်တွင်းသုံးဝေးမှုများပြားပြီးနိုင်ငံသားတင်ပို့ရန်ဝေးမှုနေပါတဲ့အတွက်ဈေးနှုန်းမြင့်တက်ခြင်းရှိကြောင်းသိရပါသည်။ ကောက်ကိုကျက်တုံဈေးကွက်တွင်ပိတ်သာချိန်9000ခန့်ဝင်ရောက်တဲ့ဇွန်လ၄ရက်နေ့မှာဂျွန်သေးတပိတ်သာ400မှ600ဝါကျက်ဂျွန်လတပိတ်သာ900မှ900ကျက်နဲ့ဂျွန်ကြီးတပိတ်သာ1000မှ1250ကျက်ပေါင်းစည်းရှိကြောင်းသိရပါတယ်။ခုရပိုင်းကုန်ဝင်ပြန်များလာပြီးကျက်တုံထိပ်စဝင်တာနေတယ်။ဒီနေ့ဆို1250တန်းက8ဆယ်ကနန်းပဲပါတယ်။အယောင်းဝယ်ကတော့ဖြစ်ပါတယ်။ဒီနေ့အနေနဲ့က ိတ်ဈေးကောင်းတဲ့အနေထားမဟုတ်ဘူး။နောက်ပိုင်းတွေစောင့်ကြည့်အောင်မယ်လို့ပခုတ်ကူမျိုးမှစက်တုံရောင်းဝယ်ရေးလုပ်ကိုင်သူတူကပြောပါရီ။ပြီးခဲ့တဲ့2023-2024ခုနှစ်များတွင်စက်တုံရောင်းဝယ်ရေးရာသီအစပိုင်းတွေဈေးနှုန်းကျဆင်းခဲ့ပြီးအော်ဂိုလာရောက်မှနိုင်ငံသားဝယ်လက်များများပြားပြီးဈေးနှုန်းမြင့်တက်လာကြောင်းသိရပါရီ။လက်ရှိဈေးနှုန်းများအရတောင်သူများမှာကြက်သွန်ထိစများအတွက်အကျိုးမြတ်ရရှိနိုင်ပြီးကြံကြက်သွန်များမှာစိုက်စိတ်ဆုံးရှုံးနိုင်ကြောင်းသိရပါသည်။